မန္တလေးရွှေနိုင်တော်ကြောင့်ကိုမူလလက်ရာအတိုင်းပြည်ပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုအောက်ဂုလာတွင်စတင်အကောင့်ထဲပေါ်ဆောင်ရွက်သွားမယ်လို့ရှီဟောင်းသူတေသနာမြို့သားပြတိုင်းနဲ့စာကြည့်တိုက်ဦးစီးဌာနမန္တလေးဌာနခွဲမှသိရပါဗျ။ရွှေနိုင်တော်ကြောင့်ပြည်ပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့ World Monument Fund ကပညာရှင်တွေကိုငှားရမ်းပြီးဖြည့်ဆည်းမှုအစိတ်ပိုင်းတွေကိုသုံးပတ်မြင့်ပုံရိပ်ဖန်ဆက်တွေနဲ့မှတ်တမ်းယူတာသစ်သားဆွနေတာတွေကို လေ့လာတာရွှေချောင်းတွင်ရေစီးစမှုစနစ်တွေနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခြေအနေတွေကိုလေ့လာတာစတဲ့ ပြုပြင်ချိန်ဆရာမယ့်အချက်လက်နဲ့ပုံစံတွေကို2014ခုနှစ်ဖေဖော်ဝါရီလကစပြီးလေ့လာခဲ့တာဖြစ်ပါတယ်။ရွှေနှန်းတော်ကြောင့်ပြုပြင်ချိန်ဆလုပ်ငန်းတွေလှုပ်ဆောင်ရမှာ World Monument Fund ကမိုးရေပြုပြင်တာသစ်သားတိုင်းတွေပြုပြင်တာလေကားတွေပြုပြင်တာစတဲ့အဆင့်30နဲ့ပြုပြင်သွားဖို့ရှေးဟောင်းသုတေသနမန္တလေးဌာနကွယ်ကိုတင်ပြထားတယ်လို့သိရပါတယ်။ ဒီစီမံကိန်းအတွက်အမေရိကန်နိုင်ငံသားအမကြီးကကျောင်းဝင်ငွေဒေါ်လာ5သိန်းခန့်ကူညီပေးခဲ့ပြီးစီမံကိန်းကာလဟာနှစ်နှစ်ခန့်ကြာမြင့်နိုင်မှာဖြစ်ပါတယ်။ရွှေနန်းတော်ကြားဟာမန်လီမြို့မင်းတို့တရားကြီး၂ရွာဆန်းခဲ့တဲ့ဆန်းနန်းဆောင်ကိုပြည်ပေါ်မင်းကဖြုတ်သိမ်းခဲ့ပြီးနန်းတော်ရဲ့အရှိမြောက်တောင်နေရာမှာဖုန်ကြီးကျောင်းဖြစ်ဆောက်လုပ်လုပ်တန်းခဲ့တယ်လို့သိရပါတယ်။ရွှေနန်းတော်ကြားမှာဒုတိယကမ္ဘာစစ်အတွင်းကမီးလောင်ပျက်စီးခဲ့တဲ့ညာနန်းစံကျော်ရွှေနန်းတော်ရဲ့မူလနန်းဆောင်လက်ရာတွေကိုလည်းလေ့လာနိုင်တယ်လို့သိရပါတယ်။